ငယ်ငယ်တော့ဟာအတန်းထဲမှာဆီယမသားတို့တမီးတို့ဆိုတဲ့သူတွေကဆောင်းမွေးဖြစ်လို့ရှိရင်အမှတ်ပြရတာတို့အတန်းနေခွင့်ရလဲအေကမ်းမဲရတာတို့ဒါမျိုးတွေကြုံမှုကြလိမ့်မယ်။နောက်တော့လုပ်ငန်းဝင်ရောက်တော့လဲမန်နေဂျာသားတို့ CEO ရဲ့တမီးတို့ဒီလိုမျိုးလူတွေကရတုအတက်မြန်တာတို့လစာပိုကောင်းတာတို့တခုခုဆိုရင်မျက်နှာပန်းပူလှတာတို့ဒီလိုမျိုးဖြစ်ပျက်တွေလဲကြုံမှုခဲ့ကြပါလိမ့်မယ်။ဒီလိုမျိုးဖြစ်ပျက်တွေကကျွန်တော်နိုင်ငံမှာနေမဟုတ်ဘဲနဲ့တကမ္ဘာလုံးကနယ်ပယ်မျိုးစုံမှာဖြစ်ပျက်နေတဲ့ကိစ္စတွေပေါ့နော်။ဒီကိစ္စတွေကိုအင်္ဂလိပ်လို nepotism ဆိုပြီးတော့ခေါ်တယ်။ အထိပယ်ကတော့ဆွေမျိုးကောင်းစားရေးဝါဒပေါ့နော် ကိုယ့်ရဲ့မိဘအဖြစ်စေဒါမှမဟုတ်ဦးလေးတို့အတော်တို့ဖြစ်စေဒီလိုမျိုးကိုယ့်ရဲ့ဆွေမျိုးသားချင်းထဲမှာဂုဏ်သတင်းတို့ပါဝါတို့ရှိတဲ့သူတရားရောက်ကြောင်းမလို့ကိုယ့်အတွက်အခွင့်အလမ်းတွေလွဲကူတာတို့မျက်နှာပန်းလှတာတို့ဒီလိုမျိုးဟာတွေကို nepotism လို့ခေါ်တယ်ရုပ်ရှင်လောကမှာလည်းဒီလိုမျိုးနာမည်ကြီးမိဘတွေကြောင်းမလို့အခွင့်အရေးတွေပိုရခဲ့တဲ့တရားဆောင်တွေရှိခဲ့တယ်သူတို့ကိုကြတော့ဒီ nepotism နဲ့ baby ဆိုတဲ့စကားလုံးနှလုံးပေါင်းပြီးတော့ nepo baby လို့ခေါ်တယ် မြန်မာလိုဆိုရင်တော့ငွေစုံကြိုက်ပြီးမွေးလာတဲ့သူတွေလို့ဆိုမှာပေါ့နော်ဒီလိုလူတွေကအတမန်လူတွေမရနိုင်တဲ့အခွင့်အလမ်းတွေရွေးချယ်မှုတွေပြီးလို့ရှိရင်နာမည်ကြီးဒါရိုက်တာတို့ထုတ်လုပ်သူတို့စတဲ့သူတွေနဲ့စကားပြောနိုင်တဲ့အခွင့်အရေးတွေတို့ပို့ပြီးတော့ရတတ်ကြတယ်ဒီလိုမျိုးတာဖာကောင်းတာတွေရှိတာမှန်ပေမဲ့နောက်ပိုင်းလူပညာလမ်းကြောင်းပေါ်ကိုရောက်တဲ့အချိန်မှာတော့အဖေမေနာမည်ဆိုတာထက် ကိုယ်တိုင်လည်းရည်ရှင်းရှိမှဆက်ပြီးတော့အောင်မြင်မှာ မဟုတ်လို့ရှိရင်ကိုတိုင်မှာနာမည်မရတဲ့အပြင်အဖေမင်းမျက်နှာပါအိုမဲတုတ်တက်တာမျိုးတွေဖြစ်တတ်တယ်။ဥပမာပြောရရင် Will Smith ရဲ့သား Jaden Smith လို့ပေါ့။သူ့ဖေ Will Smith ကတကယ်တော့လည်းမင်းသားတယောက်ဖြစ်တဲ့အပြင်သူ့သား Jaden Smith ကိုလည်းသူနဲ့အတူ The Pursuit of Happiness တို့နောက်ပြီးရင် Jackie Chan နဲ့တွဲရိုက်တဲ့ Karate Kid တို့လိုမျိုးဇာတ်ကားတွေနဲ့ပွဲထုတ်ပေးခဲ့ပေမဲ့ Jaden Smith ကိုတိုင်ကတော့တယောက်ဆောင် skill လည်းအဲ့လောက်မရှိတဲ့အပြင်နောက်ပိုင်းမှာလည်းကောက်တီကောက်တောက်တွေထအောင်လုပ်တာမလို့အသူ့ဖေလောက်မအောင်မြင်ခဲ့ဘူးပေါ့ဗျာ။ဒီနေ့မှာတော့ Napo Baby လည်းဖြစ်ခဲ့သလိုမျိုး ခုချိန်မှာဟောလိဝုဒ်မှာရေရှင်းလဲရှိတယ်လို့သတ်မှတ်ခံထားရတဲ့နာမည်ကြီးနပိုဘီဘီဆရာအကြောင်းကိုပြပြသွားမှာဖြစ်ပါတယ်။ Scott Eastwood နာမည်ကျော်ကောင်းပွဲမင်းသား Clint Eastwood နဲ့ Jocelyn Reeves တို့ရဲ့သား Scott Eastwood ကအစပိုင်းမှာနပိုဘီဘီဆိုပြီးတော့နာမည်မတက်ခံရအောင် သူ့အမေရဲ့မျိုးရိုးနာမည်ကိုအသုံးပြုခဲ့တယ်။ Clint Eastwood ကဒါရိုက်တာအနေနဲ့ရိုက်တဲ့ရုပ်ရှင်တွေမှာဝင်ပြီးတော့ရွေးခံပေမဲ့အရေးမခံရဘဲနဲ့ minor character တွေအနေနဲ့ပဲကြီးနက်ခဲ့ရတယ်။ Clint Eastwood ကတော့သားဖားခြင်းနဲ့ကြိတ်တာပဲ။ဒါနဲ့နောက်ပိုင်းမှာ Scott ကသူ့လမ်းသူဖောက်မယ်ဆိုပြီးတော့ရုပ်ရှင်တွေရိုက်ရင်းနဲ့ Fury, The Longest Ride, Suicide Squad နဲ့ Fast and Furious တို့မှာပါလာခဲ့တယ်။ Nepo Baby လို့တစိုက်ကတ်ခံရပေမဲ့သူ့အဖေ Clint Eastwood ကစိတ်ကန်းကြီးတာကြောင့်မလို့ဖြတ်လန်းနေမရခဲ့ပဲနဲ့သူကိုယ်တိုင်စူးစမ်းခဲ့တဲ့အတွက်ပိုပြီးလက်တွေ့ဆန်တဲ့မင်းသားတယောက်ဖြစ်လာခဲ့တယ်လို့သူကဆိုပါတယ်။ဒါပေမဲ့ personally ရပြောရင်တော့ကျွန်တော်ကတော့ Scott Eastwood ကိုသူ့အဖေ Clint Eastwood လောက်တိတ်ပြီးတော့သဘောမကျဘူး။တေးဥဆောင်မုံတွေကအစားသူ့အဖေလောက်မနက်နေဘူးလို့ခံစားရတယ်ပေါ့ဗျာ။ Lily Rose Depp Lily Rose Depp ကတော့ Jack Sparrow မင်းသားကြီး Johnny Depp နဲ့ Vanessa Paradis တို့ရဲ့သမီးပါ။ အသက်ငယ်ငယ်ရွယ်ရွယ်မှာကလည်းက tax ရုပ်ရှင်မှာစတင်ရောက်ဆောင်ခဲ့ပြီးတော့အသက်16နှစ်နဲ့ Chanel ရဲ့အသက်ငယ်ဆုံး brand ambassador ဖြစ်လာခဲ့တဲ့သူပါသူ့အဖေနာမည်ကြောင့်မလို့ Natalie Portman နဲ့အတူ Planetarian ဆိုတဲ့ရုပ်ရှင်မှာအတူတွဲတင်ရောက်ဆောင်ခွင့်ရခဲ့ပြီးတော့နောက်ပိုင်းမှာ The King တို့ The Idol series တို့မှာပါခဲ့တယ်ဒါပေမဲ့အမနစ်ကထွက်ခဲ့တဲ့ Nosferatu ဆိုတဲ့ရုပ်ရှင်မှာတော့ဝေဖန်ရေးသမားတွေစီကနေပြီးတော့အများကြီးချီးကျူးတာခံခဲ့ရပါတယ်အစားပိုင်းမှာတင်ရောက်ဆောင်ဖြစ်ခြင်းလုံးလုံးကြောင်းတော်ထွက်ခဲ့ရတဲ့ဆိုပေမဲ့ရုပ်ရှင်လောကမှာနာမည်ရလာတာကသူ့မိဘတွေကြောင်းသာဖြစ်တယ်လို့ထောက်ပြတွေလည်းရှိခဲ့တယ် Zoe Kravitz သူကတော့ Lenny Kravitz နဲ့ Lisa Bonet ရဲ့သမီးဖြစ်ပြီးတော့ Super Hero Fan နေဆိုရင်တော့သူ့ကိုမစိတ်မသိကြပါဗျ။ X-Men First Class မှာ Angel ဖြစ်ရော Batman 2022ရုပ်ရှင်မှာ Catwoman ဖြစ်ရောတယောက်ဆောင်ထားလို့ပါ။အော်နေုံသူပါတကားတွေအတော်များတာပဲ။ Super Hero Fan မှမဟုတ်ဘူး Fan မောင်းဆောင်မှာလူတိုင်းသူ့ကိုသိလောက်တယ်။ Fantastic Beasts ရုပ်ရှင်တွေမှာလည်း Lada Lestrange Mad Max Fury Road မှာလည်းဗာကြီးတဲ့ကောင်မလေး။ဒါပါကျရုပ်ရှင်တွေမှာလည်း Tris ရဲ့တငယ်ချင်းနေရာပါသေးတယ်။ သူ့ရဲ့ Aden Career က2009ခုနှစ်ကထွက်ခဲ့တဲ့ No Reservation ရုပ်ရှင်နဲ့စခဲ့ပြီးတော့အဲ့ဒီနောက်တောက်လျှောက်နာမည်ရလာခဲ့တာအခုထိပဲဆိုပါတော့ဗျာ Jack Quick The Boy Series မှာ Huey ဖြစ်နာမည်ကြီးတဲ့ Minna Jack Quick ကလည်းတရုတ်ဆောင်မျိုးရိုးဖြစ်တဲ့ Mac Ryan နဲ့ Dennis Quick တို့ရဲ့သားဖြစ်ပါတယ်သူ့ရဲ့ပထမဆုံးရုပ်ရှင်က Hunger Games ပထမဆုံးကပါဒီထက်မှသူက Villain Marvel အနေနဲ့စပါခဲ့ပြီးတော့အနေနဲ့ Marvel မှာနေတယ်ဒီထက်မှသူက Villain Marvel အနေနဲ့စပါခဲ့ပြီးနာမည်ရလာခဲ့တာပါ ဒါပေမဲ့သူ့ကိုလုံးဝနာမည်ကြီးသရုပ်ဆောင်ဖြစ်ပြောင်းလဲသွားစေတာကတော့ The Voice မှာ Huey ဖြစ်သရုပ်ဆောင်ပြီးမှာပါအဲ့ဒီနောက်မှာ Scream Oppenheimer နဲ့ Novocaine လိုရုပ်ရှင်တွေမှာလည်းဆက်ပြီးပါခဲ့ပါတယ်သူက Nepo Baby ဖြစ်ခဲ့တာအကြောင်းမလို့အစပိုင်းမှာအထောက်ကူဖြစ်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ကိုယ့်နေရာကိုရဖို့ကိုယ်တိုင်အားထုတ်ခဲ့ရတယ်လို့ဆိုပါတယ် Gwyneth Paltrow Iron Man ရဲ့မိန်းမ Pepper Potts မင်းသမီး Gwyneth Paltrow ကလည်း Nepo Baby လေးပါပဲ Bruce Paltrow နဲ့ Blythe Danner တို့ရဲ့သမီးဖြစ်ပြီးတော့ Director Steven Spielberg ကသူ့ရဲ့ကောင်းကင်ဖခင်မှာ ဒါလောက်ဆိုသိလိုက်တော့ရုပ်ရှင်လောကကိုဘလိုတောင် connection ကောင်းကောင်းနဲ့ဝင်လာနိုင်ပလဲဆိုတာ1990ပြည့်နှစ်တင်မှာကနေကတရုတ်ဆောင်လောကကိုစတင်ဝင်ခဲ့တဲ့သူက1999ခုနှစ်မှာ Shakespeare and Love ရုပ်ရှင်နဲ့ Oscar ဆုရတော့ပါပြီကျွန်တော်တို့ရဲ့ Robert Downey Jr. ကတော့အဲ့အချိန်မှာစေမှုနဲ့ထောင်ကြနေတော့မှာ Gwyneth ကတော့သူ့အောင်မြင်မှုကနဘိုတစင်ကြောင်းဆိုတာကိုညင်းထားပြီးတော့နဘိုဘီဘီဖြစ်ရခြင်းက PR တွေနဲ့ High Expectation တွေကိုမြင်အောင်လုပ်ရတာပင်ပန်းတယ်လို့သူကတော့ဆိုထားပါတယ် Ben Stiller နာအဒမ်မျူဇီယံတို့ဇူးလန်နာတို့နဲ့နာမည်ကြီးတဲ့ဟာတာမင်သားဘန်စတီလာကလည်းဟာတာတယောက်ဆောင်နေဖြစ်တဲ့ဂျယ်ရီစတီလာနဲ့အန်မီရာတို့ရဲ့သားဖြစ်ပါတယ်။အဖေနဲ့မေကပေါ်တိုရိုလေးလို့တော့သူတို့သားကလည်းပေါ်တိုရိုလေးဖြစ်လာနေမှာ။အလကားတော့တာပါ။ဘန်စတီလာကဂျင်ကာရီနဲ့အတူကျွန်တော်အကြိုက်ဆုံးဟာတာမင်သားတယောက်ပါ။ဟာတာရေကြီးတသက်မဟုတ်ဘဲနဲ့သူ့ရုပ်ရှင်တွေကကြည့်ပြီးသွားရင်တွေးစရာတွေနဲ့ကြံခဲ့တာကဘန်စတီလာရုပ်ရှင်တွေရဲ့အနှစ်သာရလို့ပြောလို့ရတယ်။ဥပမာ The Secret Life of Walter Mitty လို့ပါလို့ပေါ့။ ဘန်စတလာကအသက်9နှစ်ခန့်ကစပြီးတော့တရုတ်ဆောင်ခဲ့ပြီးနောက်ပိုင်းမှာတရုတ်ဆောင်တာအပြင်ဇန်ညွန်းနဲ့ဒါရိုက်တာဘက်တွေပါကူလာခဲ့တယ်။ Trophy Thunder ဆိုသူကိုရန်ဇန်ညွန်းဒါရိုက်တာမင်းသားနေရာနေပါပါထားပြီးတော့ Hollywood ရုပ်ရှင် industry ကိုတယောထားတဲ့တကယ်ကောင်းတဲ့ဇာကပါ။သူကလည်းသူမိဘတွေကြောင့်အခွင့်အရေးတွေရခဲ့ပေမဲ့သူအလုပ်တွေကတော့တတတာတာမျိုးမရှိဘဲလူတိုင်းကကိုလန်းကိုဖောက်ရတာပါလို့ဆိုထားပါတယ်။ Maya Hawk Ethan Hawk နဲ့ဥမတာမန်တို့ရဲ့သမီးဖြစ်တဲ့ Maya Hawk ကတော့အနုပညာလမ်းကြောင်းကို model အနေနဲ့အစပြုခဲ့ပြီး ပထမဆုံးသရုပ်ဆောင်ခဲ့တာတော့2019ခုနှစ်ကထွက်ခဲ့တဲ့ Little Women series မှာပါသူ့ရဲ့မျိုးရိုးကြောင့်ဆိုတာထက်တကယ်ရည်ရှင်းရှိတဲ့မင်းသမီးဆိုတာကိုတစ်ကမ္ဘာလုံးလက်ခံသွားစေတာကတော့ Sonya Thin season 3မှာ Robin နေနဲ့ပါလာတာနဲ့စတာပါပဲအဲ့ဒီနောက် series တွေဘက်ကနေ Once Upon a Time in Hollywood တို့ Fear Street တို့ mainstream လို့လိုမျိုးရုပ်ရှင်တွေဘက်ကိုကူးလာခဲ့ပါတယ်မနစ်ကထွက်ခဲ့တဲ့ Inside Out 2မှာလည်း Anxiety အနေနဲ့အတန်သရုပ်ဆောင်ထားပါသေးတယ်မာယာကလည်းမိသားစုမျိုးရိုးကသူ့အတွက်ကံကောင်းစေတဲ့အရာဖြစ်ပြီးတော့ နဘောဘီဘီဖြစ်ရခြင်းကိုဖုံးကွယ်ထားမှာမဟုတ်ဘူးလို့ဆိုပါတယ်။အင်းလေဘလို့လို့ဖုံးကွယ်မှာတော့ယောက်ကသူ့အမေဥမတာမန်နဲ့တလောက်တူတာ။ဒေါက်တာဂျွန်ဆန်ဘီရင်ဆီယာမတစ်ဖြစ်လဲဒေါက်တာဂျွန်ဆန်ကဒွန်ဂျွန်ဆန်နဲ့မလနီဂရစ်တို့ရဲ့သမီးဖြစ်ပြီးတော့အသက်၁၀နှစ်ကနေကမင်းသမီးလောက်လာတာပါ။ဒါပေမဲ့လည်း The Social Network တို့21 Jump Street တို့မှာ minor role တွေပဲရလာခဲ့တာပါ။ကိုဂရေးရဲ့တိုင်းကွက်90နဲ့မတွေ့ခင်အထိပေါ့။သူကတော့နဘောဘေဘီလို့အခေါ်ခံရတာကိုညီငွေနေပြီဖြစ်လို့အဲ့ဒါအစအလုပ်ကိုပဲပို့ပြီးအာယုံစိုက်ပြီးလောက်တာကောင်းတယ်လို့ဆိုထားပါတယ်။ မာဂရက်ခွဲလီပေါ်လ်ခွဲလီနဲ့အန်ဒီမက်ဒိုဝဲတို့ရဲ့သမီးဖြစ်တဲ့နှခမ်းကိုက်မင်းသမီးလေးမာဂရက်ခွဲလီကဘယ်လီကချစ်တဲ့အနေနဲ့ပွဲထွက်ခဲ့ပါတယ်အသက်16နှစ်မှာမော်ရယ်ဘက်ကိုပြောင်းလဲပြီးတော့အဲ့ဒီကနေမှတရုတ်ဆောင်ဘက်ကို Follow Auto ဆိုတဲ့ရုပ်ရှင်နဲ့ဆက်ရောက်လာခဲ့တာပါအဲ့ဒီနောက် The Nice Guys Once Upon a Time in Hollywood Poor Things Driveway Doors စတဲ့ရုပ်ရှင်တွေမှာပါခဲ့ပေမဲ့ The Substance မှာပါပြီးတဲ့နောက်စူးရီ nominee ဝင်ခဲ့တဲ့မင်းသမီးတယောက်ဖြစ်လာခဲ့ပါတယ် Number Baby ဖြစ်ပေမဲ့မိသားစုနာမည်ကိုသုံးပြီးနာမည်ကြီးတယ်ဆိုတာထက် ထူးခြားပြီးတော့ bold ဖြစ်တဲ့ဇာတ်ကောင်တွေကိုအကောင်းဆုံးတရုပ်ဆောင်ပြီးနာမည်ကြီးလာတယ်ဆိုတာတော့ညင်လို့ရမယ်မထင်ပါဘူးဒီ list ရဲ့နောက်ဆုံးမှာရှိတဲ့သူကတော့တကယ်လဲအရေးချင်းရှိပြီးတော့ကျွန်တော်အကြိုက်ဆုံးမင်းသားတစ်ယောက်လည်းဖြစ်တဲ့ Nicolas Cage ပါသူ့နာမည်ရင်းက Nicolas Coppola ဖြစ်ပြီးတော့ Godfather ရုပ်ရှင်ရဲ့နာမည်ကြီး director Francis Ford Coppola ကသူ့ရဲ့ဦးလေးအမျိုးသမီး director ဖြစ်တဲ့ Sofia Coppola ကသူ့ရဲ့ cousin ဖြစ်တာမလို့အစာပိုင်းမှာ Napoleon လို့အပြောမှခံရအောင်နာမည်ကြီးမျိုးရိုးကိုဖုံးဖို့ဆိုပြီးတော့ Coppola နာမည်ကို Cage ဆိုပြီးတော့ပြောင်းခဲ့ပါတယ် Marvel က Luke Cage နာမည်ကနေ Cage ကို inspiration ယူထားတယ်လို့ဆိုတယ်ဗျသူမျိုးရိုးဖုံးတာဘလောက်လုံးဖြစ်တယ်မဖြစ်တယ်ဒီ Nicola Cage က Nepo Baby ဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီ content လုပ်ဖို့ရှာတော့မှသိရတာဗျာတကယ်လဲ Nicola Cage ကသူ့မိသားစုအရှင်ဝါနေပြီးတော့ क्वे နဲ့ land တစ်ခုကိုဖောက်နိုင်ခဲ့တယ် Living Las Vegas ရုပ်ရှင်နဲ့ Oscar ရခဲ့ပြီး National Treasure Face Off Ghost Rider တို့လိုတသက်မမိတ်နိုင်စရာ blockbuster ရုပ်ရှင်တွေမှာလည်းပါခဲ့သေးတယ်သူ့အတွက်တော့ Nepo တစ်စင်းကဖြတ်လန်းမဟုတ်တဲ့ဝင်းတို့မူကြီးတစ်ခုလို့ဆိုထားပါတယ် ကဲဒါဆိုရင်တော့ဒီနေ့မှာကျွန်တော်ရွေးချယ်ထားတဲ့ Nepo Baby 10ယောက်အကြောင်း content ကတော့ဒီလောက်ပါပဲဗျာတခြားဒီ list ထဲမှာမပါတဲ့ Nepo Baby တွေရှိသေးတယ်ဆိုပေမဲ့ video အရင်ရှည်သွားမှာဆိုလို့ဒီလောက်နဲ့ပဲဖြတ်ချလိုက်ပါတယ်ဒီ Nepo Baby တွေနဲ့ပတ်သက်လို့မိဘတွေရဲ့နာမည်ကြောင့်ဆိုတာထက်သူတို့တကယ်ပိုးတော်ခဲ့ကြလို့လားတခြားဒီ list ထဲမှာမပါတဲ့ Nepo Baby တွေရောဘသူတွေရှိသေးလဲထင်မြင်ချက်တွေကို comment မှာဝင်ပြီးတော့ဆွေးနွေးသားလို့ရပါတယ်ဗီဒီယို like လုပ်ပြီးတော့ channel ကို subscribe လုပ်ရသေးရင်လည်းလုပ်သွားပေးကြပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်